ားလုံးပဲမင်္ဂလာပါမြောက်တန်နေမန်ကနေပြန်လေးကြွဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ဂျပန်နိုင်ငံကို ရောက်ရှိလာတဲ့ American စစ်သားတွေဟာစစ်ဘေးကြောင့်ပျက်စီးနေတဲ့နိုင်ငံကိုတွေ့မြင်ခဲ့ကြရပါတယ်ဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေမှာအနုမြုပ်ပုံးနှလုံးပေါက်ကွေခဲ့တဲ့အတွက်လာပေါင်းများစွာထိခိုက်မှုတွေဆက်လက်ဖြစ်ပေါ်နေခဲ့ပြီးတော့မှဂျပန်နိုင်ငံမှာရှိတဲ့အခြေခံအဆောက်အုံတွေလည်းပြိုကျပျက်စီးနေတဲ့အပြင်ဂျပန်မှာနေကြတဲ့ဒီနိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ဓာတ်ဟာလည်း ြိုလေးကြဆင်းနေတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ဟီရိုရှိမားမြို့အပေါ်ကိုအနုမြူဘုံတစ်လုံးကြားရောက်ပြီးတဲ့နောက်မှာလူဦးရေ3သိန်း4000နေထိုင်တဲ့မြို့ကြီးဟာလုံးဝစစ်စစ်ညံ့ညံ့ဖြစ်တော့ခဲ့ပါတယ်။နေရာပေါ်ကနေကြည့်လိုက်မယ်ဆိုရင်အရာအလုံးပျက်စီးနေပြီးတော့မှရားစရာမရှိအောင်ပြိုပြက်တော့တာကိုတွေ့မြင်ရနိုင်ပါတယ်။အမေရိကန်ရဲ့မဟာမိတ်တို့ရဲ့လက်ချက်ကြောင့် student ၄မိုင်ကျေဝန်းတဲ့အဲ့ဒီမြို့ဟာအနုမြူဘုံတစ်လုံးရဲ့ဖျက်ဆီးမှုကိုခံလိုက်ရပါတယ်။ဂျပန်နိုင်ငံရဲ့အကြမ်းဖက်လုပ်ရက်တွေနဲ့ကျူးကျော်စစ်တွေကိုတုံ့ပြန်တဲ့အနေနဲ့ အနုမြုပ်ပုံကြေချာခဲ့တာလို့မဟာမိတ်တွေဘက်က ထုတ်ပြန်ခဲ့ပါတယ်။ဟီရိုရှိမားမြို့ပေါ်အနုမြုပ်ပုံပြေချာခဲ့ပြီးတဲ့နောက်၃ရက်အကြာမှာနာဂါဆာကီမြို့ပေါ်ကိုလည်းအနုမြုပ်ပုံတစ်လုံးပြေချာခဲ့ပါတယ်။အဲ့ဒီပုံရဲ့ထိခိုက်ပျက်စီးမှုကတေးစတူရဲမိုင်အတွင်းမှာပျက်စီးမှုတွေဖြစ်ခဲ့တဲ့ဆိုပေမဲ့သူတို့အဓိကတိုက်ခိုက်ခဲ့တဲ့နေရာကတော့လွန်ဝကိုပျက်စီးတော်ခဲ့ပါတယ်။အနုမြုပ်ပုံမတိုက်ခိုက်ခင်လူပေါင်း၃သန်းလောက်နေထိုင်ကြတဲ့အိုဆာကာမြို့ပေါ်ကိုမီးလုံးတွေအထင်အရင်ပြေချာခဲ့တဲ့အတွက်ပေါ့နော်။ Student mind များစွာပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့်အမှုမျိုးပုံကြားရောက်ပြီးမှစစ်ရှုံးခဲ့တာမဟုတ်ပဲအဲ့ဒီမတိုင်ခင်ကလေးကဂျပန်နိုင်ငံဟာအများကြီးထိခိုက်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါအဲ့ဒီလိုပျက်စီးမှုတွေအများကြီးကြုံတွေ့ခဲ့ရတဲ့ဂျပန်နိုင်ငံအနေနဲ့ပြန်လည်ထူထောင်ဖို့ဆိုတာကဘလို့မှမပြေးနိုင်ဘူးလို့ယုံကြည်ခဲ့ကြပါတယ်အထူးသဖြင့်တော့ဒီတခြားနိုင်ငံကသူတွေကဂျပန်နိုင်ငံပြန်လည်ထူထောင်ဖို့အရေးကိုလုံးဝမယုံကြည်ခဲ့ကြပါဘူးဒါပေမဲ့အားလုံးသိကြတဲ့အတိုင်းဂျပန်နိုင်ငံကပြန်လည်ထူထောင်နိုင်ခဲ့တဲ့အပြင်သူတို့ရဲ့စီးပွားရေးတိုးတက်မှုကအင်မတန်မြန်ဆန်ခဲ့ပြီးတော့ ကမ္ဘာဥဆောင်နိုင်ငံနိုင်ငံဖြစ်လာခဲ့ပါတယ်။ဒီကနေ့ခေတ်မှာတော့ကမ္ဘာပေါ်မှာရှိတဲ့သူတွေဟာဂျပန်ထုတ်ကုန်တွေဖြစ်တဲ့ကားတွေ၊ဗီဒီယိုဂိမ်းတွေ၊ဂျပန်ကာတွန်းတွေကိုနှိမ့်ဆိုင်ခုံမနေကြပါတယ်။ဂျပန်နိုင်ငံနားလည်းမထူနိုင်ဘူးဆိုပြီးတော့မှအရင်ခေတ်ကစီးပွားရေးပညာရှင်တွေခံမှန်းခဲ့ကြတဲ့ကိစ္စဟာတက်တက်ဆင်အောင်မှားယွင်းတော့ခဲ့တာကိုတွေ့ရပါတယ်။တစ်ချိန်လုံးကဒီတိုကိုဂါဝါရှုဂနိတ်အုပ်ချုပ်မှုစနစ်အပေါ်မှာဂျပန်နိုင်ငံဟာဒီတခြားဘေးနိုင်ငံတွေမှာအဆက်အဆံမပြုတ်လို့ပဲတနိုင်ငံတွေတိကျရည်တည်ခဲ့ပါတယ်။ အဲ့ဒီလိုဗေနိုင်ငံထဲမှာအဆက်အသွယ်မလုပ်ခဲ့တာဟာနှစ်ပေါင်း250ရောကြာခဲ့ပါတယ်။ဒါပေမဲ့1853ခုနှစ်မှာအမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးမက်ထရူပေရီတို့တင်ပေါ်အုပ်စုကဒီအစ်ဒိုပင်လေအော်ကိုရောက်ရှိလာခဲ့ပါတယ်။သူတို့အုပ်စုရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာဒီဗီဂါဂမ်ဒီပလိုမစီပေါ့နော်ဒီအင်အားသုံးတန်တမန်ရေးအသုံးပြုပြီးတော့မှဂျပန်နိုင်ငံကိုအတင်းအကျပ်တကားဖွင့်မှုဝါဒဆာမက်စီခဲ့ပါတယ်။အဲ့ဒီဖြစ်ရဟာရှုကန်အုပ်စုကြီးအပေါ်မှာအကျိုးသက်ရောက်မှုအများကြီးဖြစ်ပေါ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ရှုခံအုပ်ချုပ်ရေးအာဏာရောချလာပြီးတော့မှဘရင်စီကိုဒီအုပ်ချုပ်ရေးအာဏာပြန်လေရောက်ရှိတော်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းဂျပန်နိုင်ငံဟာဥရောပကိုလိုနီစနစ်ကိုတိတိယောက်ယောက်တွန်းပြန်နိုင်ဖို့အတွက်ခိမိဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအစဉ်အဟုန်မြင့်ဆောင်ရွက်လာခဲ့ပါတယ်။အမေနိုင်ငံကိုကိုလိုနီလာရှေးမှာစိုးရိမ်ခဲ့ကြတဲ့ဂျပန်တွေဟာကောက်ွယ်ဖို့အတွက်ဆောင်ရွက်ခဲ့တာကနေဒီတခြားနိုင်ငံတွေကိုကျူးကျော်ဖို့အတွက်ပြောင်းလဲတော်ခဲ့ပါတယ်။ပစိဖိတ်သမုဒ္ဒရာတခြားမှာဒီသူတို့ရဲ့ empire ခြေပြောစေဖို့သူတို့ဆောင်ရွက်ခဲ့ကြပါတယ်။ ဂျပန်ဟာတရုတ်နိုင်ငံကိုကျူးကျော်တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာဥရောပအင်အားကြီးနိုင်ငံတွေကဂျပန်နဲ့ကုန်သွယ်ရေးဖြတ်တောက်မှုတွေပြုလုပ်လာခဲ့ပါတယ်။အဲ့ဒီနောက်ဂျပန်နိုင်ငံဟာပစိဖိတ်ကိုဖျက်ချော်ပြီးတော့မှဒီဥရောပနဲ့အမေရိကန်တို့ကိုတိုက်ခိုက်ပြီးတော့မှစိုးမိုးနိုင်ဖို့စ조사ခဲ့ပေမဲ့အဆုံးသတ်မှာတော့ပျက်စီးခြင်းအတိနဲ့ပဲရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ်။ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာဂျပန်နိုင်ငံမှာရှိတဲ့ဒီစက်မှုလုပ်ငန်းအများစုဟာလုံးဝပျက်စီးတော့ပြီးတော့မှအင်အားကြီးနိုင်ငံတွေရဲ့တင်ပိုက်ခြင်းကိုလည်းခံခဲ့ရပါတယ်။ ူတို့နိုင်ငံကိုသူများတွေလာရောက်ကျူးကျော်มาစိုးရင်ခဲ့တဲ့ဂျပန်တွေဟာနောက်ဆုံးမှာတော့တိုင်းတစ်ပါးကကျူးကျော်မှုကိုမပြစ်မနေရင်ဆိုင်တွေးကြုံခဲ့ရပါတယ်။ဒါကလည်းတခြားတိုင်းနိုင်ငံတွေကိုကျူးကျော်ခဲ့လို့ပြန်လေကြုံတွေးရတဲ့ပေးဆဲမှုတစ်ခုလို့ပြောရမှာပါ။ဗိုလ်ချုပ်ကြီးဟယ်စီဥဆောင်တဲ့ရေတက်စစ်တောင်ကြီးကဂျပန်နိုင်ငံရဲ့ပင်လေပြင်ကိုဖျက်ဆီးခဲ့ပါတယ်။အမေရိကန်နိုင်ငံကဂျပန်နိုင်ငံကိုတင်ပိုက်ရာမှာကနဦးကြီးမန်ချန်တစ်ခုရှိခဲ့ပါတယ်။ပထမတစ်ခုကတော့နောက်တစ်ကြိမ်ဂျပန်စစ်တပ်ကြီးထွားမလာစေဖို့ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ဂျပန်နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးတိုးတက်စေဖို့ဖြစ်ပါတယ်။ဂျပန်ကိုအနိုင်ရပြီးတဲ့နောက်မှာလည်းဒီအရှေ့ဖျားဒေသတွေမှာတင်မာမှုတွေနဲ့အတူပေါ့နော်ဒီအရေးပေါ်အခြေအနေတွေဖြစ်နေခဲ့ပါတယ်။အဲ့ဒီအခြေအနေတွေကြားမှာမဟာမိတ်တပ်တွေရဲ့ဒီအမြင့်ဆုံးစစ်ခေါင်းဆောင်ပေါ့နော်ဒီဗိုလ်ချုပ်ကြီးဒေါက်ကလက်မဲလ်အာသာကဂျပန်နိုင်ငံကိုအေဂျင့်တည်ငြိမ်တဲ့ဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲမှုတွေပြုလုပ်ဖို့တာဝန်ယူခဲ့ရပါတယ်။ဂျပန်နိုင်ငံရဲ့စီးပွားရေးစနစ်ကိုပြုပြင်ပြောင်းလဲအောင်လှုံ့ဆော်ပေးနိုင်ခဲ့မယ်ဆိုရင် စီးရင်အင်အားကိုရောကျသွားအောင်ဆောင်ရွက်နိုင်မယ်လို့အမေရိကန်ခေါင်းဆောင်တွေကယုံကြည်ခဲ့ကြပါတယ်။စစ်ပွဲဖြစ်ရတဲ့အဓိကအကြောင်းရင်းကစီးပွားရေးကြောင့်ဖြစ်တယ်လို့လေလာသူတွေနဲ့ဒီ Empire အစိုးရအဖွဲ့ဝင်ဟောင်းတွေက ထောက်ပြခဲ့ကြပါတယ်။အဲ့ဒီအချိန်လုံးကထုတ်ပြန်ခဲ့တဲ့အစိုးရအစီရင်ခံစာတွေအလုံးကိုဖက်ရှုမယ်ဆိုရင်စီးပွားရေးကြောင့်စစ်ပွဲဖြစ်ခဲ့ရတယ်ဆိုတာကိုအလေးထားဖော်ပြထားတာကိုတွေ့ရမှာပါ။စီးရဲဘက်ကိုပြန်လည်မတော်စေဖို့နဲ့စီးပွားရေးဘက်ကိုပဲဥတီစေဖို့အတွက်ဒီအမေရိကန်ခေါင်းဆောင်တွေက ဂျပန်ဘုရင်ကိုဆက်လက်ပြီးတော့မှတည်ရှိစေခဲ့ပါတယ်။ဂျပန်ဘုရင်ဟာနိုင်ငံအပေါ်မှာဩဇာတက်ရောက်သူဖြစ်တဲ့အတွက်စီးပွားရေးဘက်ကိုဥတည်စေဖို့အတွက်ဒီသူ့ကိုဆက်လက်ထားရှိပြီးတော့မှစီယုံဖို့လိုအပ်ပါတယ်။ဒီကနေ့ခေတ်မှာတော့ဒီစေပွေရဲ့အဓိကအကြောင်းအရာတွေကိုပြန်လည်သုံးသပ်ရမှာဂျပန်ရင်ကျေးမှုနဲ့ဒီဘုရင်ရဲ့အခန့်ကဏ္ဍကိုအလေးထားကြပေမဲ့ဒုတိယကမ္ဘာစစ်အပြီးအမေရိကန်မူဝါဒစာမှတ်သူတွေကတော့ရုပ်ဝါဒကိုအရှိပြုတဲ့အတွေ့အမြင်တွေနဲ့ပဲလှုပ်ဆောင်ခဲ့ကြပါတယ် ဒါကြောင့်မဂျပန်နိုင်ငံရဲ့စီးပွားရေးတိုးတက်ပြောင်းလဲသွားမယ်ဆိုရင်နောက်တစ်ကြိမ်စစ်ပွဲတွေဖြစ်မလာနိုင်တော့ဘူးလို့အမေရိကန်ခေါင်းဆောင်တွေကယုံကြည်ခဲ့ကြပါတယ်စစ်ပွဲမတိုင်ခင်ကဒီဂျပန်နိုင်ငံရဲ့စီးပွားရေးစနစ်ဟာအုပ်ချုပ်သူတွေရဲ့လဝါကြီးအုပ်မှုအောက်ကစီးပွားရေးစနစ်တစ်ခုသာဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကစီးပွားရေးအဆောက်အုံတစ်ခုလုံးကိုဇန်ဘာစုလို့ခေါ်တဲ့အဖွဲ့အစည်းတွေကလုံမိုခဲ့ပြီးတော့မှစီးပွားရေးသမားအုပ်စုတွေလို့အလွဲကျွန်တော်တို့ပြောလို့ရပါတယ်ဇန်ဘာစုအဖွဲ့တွေရဲ့ဒီဖွဲ့စည်းတည်ဆောက်ပုံကအာဏာရှင်ပုံစံမျိုးဖြစ်ပါတယ် အဖွဲ့အစည်းတွေရဲ့အပေါ်မှာမိသားစုပိုင်ကုမ္ပဏီကြီးတခု ရှိနေပါတယ်။အဲ့ဒီကုမ္ပဏီကြီးကဘဏ်တခုကိုလည်းပိုင်ဆိုင်ထားပါတယ်။အဲ့ဒီဘဏ်ကနေတဆင်ပေါ့နော်။သူတို့လည်းအောက်ခအဖွဲ့အစည်းတွေကိုအတုံးလုံးတက်တက်တသားနဲ့ငွေထုတ်ရှင်းပေးပါတယ်။အဲ့ဒီလိုမျိုးတိစားကတော့ဒီအနောက်တိုင်းနိုင်ငံတွေမှာမရှိခဲ့ပါဘူး။အဲ့ဒီဘဏ်ကမိသားစုပိုင်ကုမ္ပဏီတွေတနည်းအားဖြင့်ဒီသူတို့အဖွဲ့အစည်းတွေကိုသာအတုံးလုံးရှင်းပေးထားတာဖြစ်ပြီးတော့မှတခြားပြင်ပလုပ်ငန်းတွေအတွက်ကိုတော့မြန်မာတဲ့အတုံးလုံးကောက်ခံပါတယ်။ဒါကြောင့်ဒီဇိုင်းပါစုမဟုတ်တဲ့လုပ်ငန်းတွေအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ရှင်ပြိုင်နိုင်ဖို့ဆိုတာကတော်တော်လေးကိုခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။တသမတ်တစ်စီမင်းပေါ့နော်ဒီ one cell principle ကိုဇိုင်းပါစုတွေကလိုင်းလာကြပြီးတော့မှအမျိုးမျိုးသောလုပ်ငန်းတွေမှာပါဝင် လုက ାଇ တာမျိုးမပြုလုပ်ဖို့စီကံသတ်မှတ်ထားပါတယ်။တနည်းအားဖြင့်ဒီဇိုင်းပါစုတစ်ခုဟာလုပ်ငန်းတစ်ခုတည်းကိုသာအာရုံစိုက်ပြီးတော့မှအခြားလုပ်ငန်းတွေကိုဝင်ရောက်လုက ାଇ တာမျိုးမရှိစေပါဘူး။ဒီလိုလုက ାଇ တာဟာသူတို့လုပ်နေတဲ့လုပ်ငန်းတွေပေတွေကိုအခြားဇိုင်းပါစုတွေဝင်ရောက်လာမှာကိုတားဆီးတာပါ။ ဒါကြောင့်ဆိုင်ဘာစုတစ်ခုစီဟာလုပ်ငန်းစုတစ်ခုဒါမှမဟုတ်ဂျပန်ရဲ့ဒေသတစ်ခုကိုလွန်မိုးတဲ့ဒီလေဝါကြီးအုပ်လုပ်ငန်းကြီးတွေဖြစ်လာပါတယ်။ဆိုင်ဘာစုတွေကိုပိုင်တဲ့သူတွေကလည်းငကိုကလေးကဆန်းတာတဲ့သူတွေတော်ဝင်မိသားစုတွေအဆက်အသွယ်ကောင်းတဲ့သူတွေဖြစ်ကြပါတယ်။သူတို့တွေဟာစစ်ပွဲဖြစ်ပေါ်တဲ့အခါမှာအစိုးရစီကနေစာချုပ်တွေကိုရယူလေရှိကြပါတယ်။သူတို့လိုအုပ်စုတွေကြောင့်သာစစ်ပွဲတွေဖြစ်ပေါ်လာရတယ်လို့ဝေဖန်သုံးသပ်သူတွေကဆိုကြပါတယ်။စစ်ပွဲဖြစ်ပေါ်တဲ့အခါမှာ အစိုးရကဒီစစ်တပ်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုသူတို့တွေစီကနေဝေယူရပါတယ်။ဒါကြောင့်အဲ့ဒီအုပ်စုတွေကစစ်ပွဲဖြစ်ပေါ်စေဖို့နဲ့နေမြေတွေရှစ်ထွန်းသိမ်းပိုင်ဖို့အတွက်အစိုးရကိုတိုက်တွန်းနေရှိပါတယ်။ဂျပန်စစ်ရာဇဝဲမှုတွေအတွက်ဒီလက်သစ်အထောက်အထားတွေစုဆောင်ပြီးတဲ့နောက်မှာအပြစ်ရှိတဲ့သူတွေကိုတရားစွဲဆိုခဲ့ပါတယ်။စည်ရင်တွေမှာပါဝင်တဲ့သူတွေရဲ့ပထမဦးဆုံးဒီတရားအစွဲခံရတဲ့သူကဗိုလ်ချုပ်ကြီးဟီဒီကီတိုချိုဖြစ်ပါတယ်။အစိုးရအရာရှိတွေအပါအဝင် စိုးရနဲ့ပူးပေါင်းပါဝင်ခဲ့တဲ့ဂျပန်လုပ်ငန်းရှင်တွေလည်းစီးရဆိုးမှုကျူးလွန်သူတွေအဖြစ်တရားစွဲဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာဒီမြေယာပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။ဂျပန်နိုင်ငံကိုမဟာမိတ်တွေတင်ပိုက်အုပ်ချုပ်တဲ့အချိန်မှာမြေယာဆိုင်ရာဥပဒေတွေကိုပြောင်းလဲပြင်ဆင်ပေးခဲ့ပါတယ်။စစ်ပီခိမတိုင်ငံကဆိုရင်ဒီဂျပန်နိုင်ငံမှာရှိတဲ့မြေယာအများစုကိုလူနေစုတချို့ကလေဝါဂျီအုပ်တင်းယူထားခဲ့တာပါ။တချို့မြေယာတွေကိုကိုယ်တိုင်စိုက်ပျိုးပြီးတော့မှတချို့ကတော့ဒီလေယာလုပ်ငန်းရှင်တွေစီကိုအငှားရှားပေးလေးရှိခဲ့ပါတယ်။ 1945ခုနှစ်ရောက်တဲ့အခါမှာတော့ဂျပန်အစိုးရကဒီမြေယာကြီးတွေကိုခွဲဝေပေးဖို့အတွက်ဥပဒေအသစ်တစ်ခုကိုပြဋ္ဌာန်းပေးခဲ့ပါတယ်။အရင်တုန်းကဥပဒေအရဆိုရင်မြေယာအများစုဟာဒီတူရဲတာမှမဟုတ်မိသားစုပိုင်းဖြစ်နေခဲ့ပါတယ်။အခုပြဋ္ဌာန်းလိုက်တဲ့ဥပဒေအသစ်အရာလူတူအုပ်ကို 9A ကသာပိုင်ဆိုင်ခွင့်ပြုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးမတ်အတာရဲ့အမိန့်နဲ့အစိုးရကဒီမြေယာကြီးတွေကိုဝေယူလိုက်ပြီးတော့မှတောင်သူလေသမားရေစီကိုတင်းတင်းမြှားတာတဲ့ဇင်းလုံးနဲ့ပြန်လည်ရောင်းချပေးခဲ့ပါတယ်။ ပစ်ပြထန်းလိုက်တဲ့ဥပဒေနဲ့ပြုပြင်ပြောင်းလဲမှုတွေဟာအလုံးမဖြစ်ခဲ့ပါဘူး။မြေယာအကြီးအကျယ်ပိုင်ဆိုင်တဲ့မိသားစုတွေကသူတို့ရဲ့မိသားစုဝင်တွေကိုမြေယာတွေခွေးဝေယူစေပြီးတော့မှအားလုံးကိုတစုတစီတည်းပြန်လည်ပေါင်းဆက်အသုံးပြုနိုင်ခဲ့တဲ့အတွက်အစိုးရရှာမှတ်တဲ့ဥပဒေကအကျိုးထိရောက်မှုမရှိခဲ့ဘူးလို့ပြောလို့ရမှာပါ။အဲ့ဒီနောက်ပိုင်းမှာတော့ဂျပန်နိုင်ငံမှာပုဂ္ဂလိကပိုင်ဆိုင်မှုကိုကာကွယ်ပေးမယ်အရှိခံဥပဒေအသစ်တခု ရေးဆွဲခဲ့ပါတယ်။အရင်ရေးဆွဲထားတဲ့ဥပဒေအစိပ်ပိုင်းတော်တော်များများကိုလည်းပေးဖြတ်ခဲ့ပါတယ်။ ပြောမယ်ဆိုရင်ဂျပန်နိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲဖို့ဆိုပြီးတော့မှလုပ်ခဲ့တဲ့အစီအစဉ်အများစုကအထောက်အကူမပြုခဲ့ပါဘူးအထောက်အကူမပြုခဲ့တဲ့အပြင်စစ်ပီးကာလာဒီကုန်စင်းနှုန်းတွေတက်လာတာကိုလည်းမတားဆီးနိုင်ခဲ့ပါဘူးဒါကြောင့်စစ်ပီးခေဒီဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရနဲ့အမေရိကန်တို့က1948ခုနှစ်နောက်ပိုင်းမှာသူတို့ရှာမဲ့ခဲ့တဲ့မူဝါဒတွေကိုရက်ဆိုင်လိုက်ရပါတယ်အဲ့ဒီနောက်ပိုင်းဒီဆေးရဆွေးမှုကျူးလွန်တဲ့သူတွေလိုအမိတက်ထားခံရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုနှာမေပြက်စင်းရင်းကနေပေဖျက်ပေးခဲ့ပါတယ် ကုမ္ပဏီတွေကိုလည်းပြင်လင်းဥဆောင်ခွင့်ပေးခဲ့ပါတယ်။ဂျပန်နိုင်ငံစီးပွားရေးကိုလေဝါကြီးအုပ်တဲ့ဒီဇင်မာစုတွေကိုရှင်းလင်းဖို့အစီအစဉ်ကိုလည်းလျှော့ပေါ်ပေးလိုက်ပါတယ်။ကနဦးကာလာစီးအုပ်ချုပ်ရေးအစိုးရဟာဒီဇိုင်းဘာစုအဖွဲ့အစည်း300ကျော်ကိုပိတ်သိမ်းဖို့အစီအစဉ်ပေးပေးမယ်လေ1948ခုနှစ်နောက်ပိုင်းအဖွဲ့အစည်း100ကိုသာတေချာစီစစ်ရွေးချယ်ပြီးတော့မှဖျက်သိမ်းခဲ့ပါတယ်။ဇိုင်းဘာစုအုပ်စုတစုတွေကဘန်တွင်နဲ့ဒီတခြားလုပ်ငန်းတွေကိုထိန်းချုပ်တဲ့စနစ်ကိုတရားဝင်ဖျက်သိမ်းလိုက်ပေးမယ်လေ။ စီးပွားရေးလုပ်ငန်းတွေကြားမှာသူတို့အဆင်ပြေဆက်သွယ်မှုတွေရှိနေသေးပါတယ်။အဲ့ဒီလိုဆက်သွယ်မှုတွေရှိနေတာကိုထိန်းချုပ်ဖို့ကတော့မဖြစ်နိုင်ပါဘူး။အရင်အစိုးရအရာရှိဟောင်းတွေကိုလည်းဒီဆေးရဆိုကျူးလွန်သူစင်ရင်ကနေပေဖြတ်ပေးရပြီးတော့မှလုပ်ငန်းခွင်ပြန်လည်လုပ်ကိုင်ခွင်လည်းပေးခဲ့ရတာတွေရှိပါတယ်။1940ခုနှစ်ရွေးကောက်ပွဲအပြီးမှာဝန်ကြီးချုပ်ဒီရှင်ဂေဒူယော်ရှိတာဥဆောင်တဲ့အစိုးရအဖွဲ့အာဏာရရှိလာခဲ့ပါတယ်။သူတို့အစိုးရအဖွဲ့အစည်းဟာဒီလူမှုအဖွဲ့အစည်းကိုပြုပြင်ပြောင်းလဲဖို့ဆိုတာတည်း စီးပွားရေးပြည်နယ်ထူထောင်ရေးတွေကိုတော့ပုံမအယုံဆိုင်ခဲ့ပါတယ်။ကုန်စင်းနှုံးတွေတက်လာတာအလုတ်ကင်ရှားပါပြီးတော့မှအလုတ်လက်မိတူပေါ်လာတာစားတဲ့ပြဿနာတွေကိုကန့်ကျွတ်ဖြစ်ချင်းခဲ့ရပါတယ်။ကုန်စင်းနှုံးတွေဆက်လက်မမြင်မလာစေဖို့အတွက်ကုန်ပစ္စည်းတွေပုံမထုတ်လုပ်နိုင်ဖို့အရေးပေးဆောင်ရွက်ခဲ့ပါတယ်။ Family နဲ့တတူပစ္စည်းတွေရှားပါနေတယ်ဆိုပေမဲ့ဂျပန်ကားလုံးငန်းကတော့အစိတ်အဟုန်နဲ့ပြန်လေတိုးတက်လာပြီးတော့မှတလားတာအတွက်ဒီကုန်တင်ကား2500လောက်ကိုထုတ်လုပ်နိုင်ခဲ့ပြီးတော့မှနိုင်ငံရေးစီးပွားရေးကို ညှစ်တင်ဖို့အကူအညီပေးခဲ့ပါတယ်။ကုန်ပစ္စည်းတွေရှားပါပြီးတော့မှငွေစက်ကူများပြားတဲ့ဖြစ်စဉ်ကိုငွေကြေးဖောင်းဖောမှုပေါ့နော်။ဒီနည်းအဖြစ်ဒီ inflation ဖြစ်စဉ်လို့ခေါ်ပါတယ်။ဒါကြောင့်ကုန်ပစ္စည်းတွေကိုပုံမထုတ်လုပ်လာနိုင်တဲ့ဆိုရင်ကုန်စင်းလုံးတွေကျဆင်းလာပြီးတော့မှငွေကြေးတင်ဖို့တက်လာမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းကုန်ပစ္စည်းတွေကိုပို့ပြီးတော့ထုတ်လုပ်နိုင်ဖို့အတွက်စက်ရုံတွေတည်ဆောက်ဖို့လိုအပ်တယ်လို့ကုန်ကျန်းဝယ်ယူဖို့အတွက်လည်းအရင်အနည်းအများကြီးလိုအပ်မှာဖြစ်ပါတယ်။ဂျပန်နိုင်ငံအတွက်ကံကောင်းတယ်လို့ပြောရမှာပါ။ တခြားနိုင်ငံမှာဖြစ်တဲ့အဖြစ်အပျက်တွေကဂျပန်နိုင်ငံအတွက်အများကြီးအထောက်အကူပြုခဲ့ပါတယ်။ခေတ်သစ်သမိုင်းကိုပုံဖော်တဲ့အခါမှာနောက်တစ်ချိန်အနေနဲ့ဂျပန်နိုင်ငံဟာအရှေ့ဖြားဒေသရဲ့ကံကြမ္မာကိုရှုတ်ကိုက်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်လာနိုင်မယ်လို့ပြောခဲ့တာတွေရှိခဲ့ပူပါတယ်။အဲဒီစကားဟာတကယ်မှန်ကန်ခဲ့ပေမဲ့အနေငယ်ကွာဟာချက်တွေတော့ရှိခဲ့ပါတယ်။1940နောက်ပိုင်းကာလတွေမှာကွန်မြူနီဝါဒဟာကျေပြန့်လာခဲ့ပါတယ်။ဒါကမှလုံးအဲ့ဒီဝါဒကိုလက်ခံကျင့်သုံးတော့မှာတော့အမေရိကန်တွေကအင်မတန်စိုးရိမ်ထိန်းလန်းလာကြပါတယ်။ အမေရိကန်သမ္မတရူးစဗေးလက်ထက်ဒီအစိုးရအဖွဲ့ဝင်အမြင်ပိုင်းအရာရှိတွေထဲမှာလည်းကွန်မြူနတီရှိုးတွေပါဝင်ပတ်သက်နေတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။1949ခုနှစ်ရှန်ကီစိတ် တက်တွေထားဝင်ကိုထွေပြီးတင်းဆောင်တော်ခဲ့ရပြီးတော့မှမော်စီတုံးတဲ့ကွန်မြူနတီတရုတ်ပြည်မှာအာဏာရရှိလာခဲ့တဲ့အတွက်အမေရိကန်တွေအနေနဲ့စိုးရိမ်ထိတ်လဲမှုတွေပုံမိုးတိုးပေါ်လာခဲ့ပါတယ်။1950ခုနှစ်မှာမြောက်ကိုရီးယားကတောင်ကိုရီးယားကိုကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။အရင်တော့ကဆိုရင်အမေရိကန်နိုင်ငံကဥရောပကိုသာအဓိကအယုံစိုက်ခဲ့ပြီးတော့မှ တောင်ကိုရီးယားလိုနိုင်ငံငယ်တွေအပေါ်မှာအာယုံစိုက်ခဲ့တာမျိုးမရှိပါဘူး။ဒါကြောင့်မြောက်ကိုရီးယားရဲ့ကျူးကျော်မှုအပေါ်မှာအမေရိကန်နိုင်ငံကပါဝင်ပတ်သက်ပါမလားဆိုပြီးတော့မှလူတွေစိုးရိမ်မကင်းဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကွန်မြူနီဝါဒကျင်းသွန်းပြီးနောက်နိုင်ငံငယ်တွေဟာအမေရိကန်နိုင်ငံအတွက်အင်မတန်အရေးကြီးလာခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံကိုကွန်မြူနီရှင်ကနေကောက်ွေးဖို့လိုအပ်လာတဲ့အချိန်မှာဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဆက်ဆံမှုကပိုပြီးတော့အရေးပါလာခဲ့ပါတယ်။နောက်ပိုင်းကာလတွေမှာဒီမဟာမိတ်တွေကဂျပန်ကိုထိန်းချုပ်ထားတာမဟုတ်ပေမဲ့ သူတို့အုပ်ချုပ်တဲ့ကာလအတွင်းတိုးတက်ပြောင်းလဲအောင်လှုပ်ဆောင်ခဲ့တာကဒီနေ့ခေတ်အထိအကျိုးကျေးဇူးတွေရရှိခဲ့ပါတယ်။အာရှမှာဂျပန်လိုပြည်စင်မျိုးမရှိခဲ့ဘူးပဲမဲ့သူတို့လှုပ်ဆောင်ခဲ့တဲ့ရာလက်ကတမူထူးခြားကောင်းမွန်ခဲ့ပါတယ်။တစ်ချိန်လုံးကရင်သူဖြစ်ခဲ့ကြတဲ့ဂျပန်နဲ့ဒီမဟာမဲအုပ်စုတွေဟာမိတ်ဖက်နိုင်ငံတွေဖြစ်လာခဲ့ပါတယ်။တစ်ချိန်လုံးကအနိုင်ရခဲ့သူနဲ့အဆုံးပေးခဲ့ရတဲ့သူချာမှာယုံကြည်မှုနဲ့ရင်းနှီးမှုတွေရှိလာခဲ့ပါတယ်။ကိုရီးယားစစ်ပွဲဖြစ်လာတဲ့အခါမှာကုလသမဂ္ဂနဲ့အမေရိကန်တို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကိုထုတ်လုပ်ပေးတဲ့နိုင်ငံကဂျပန်နိုင်ငံဖြစ်လာခဲ့ပါတယ်။စစ်ပွဲဖြစ်ပေါ်နေစဉ်အတွင်းမှာကုန်ပစ္စည်းတွေအများအများလိုအပ်မှာဖြစ်ပြီးတော့မှအနီးအနားမှာရှိတဲ့နိုင်ငံတဲ့နိုင်ငံကနေရရှိမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်။အမေရိကန်နိုင်ငံကဂျပန်နိုင်ငံကိုလက်နက်ခေရန်ထုတ်လုပ်ခွင့်မပြုခဲ့ပေမဲ့အဓိကလိုအပ်နေတဲ့အဝယ်အထည်စားတောက်ကိုပို့ဆောင်ဆက်သွယ်ရေးရှင်စားတာတွေကိုတော့ထုတ်လုပ်ခွင့်ပြုခဲ့ပါတယ်။စစ်ပီခေတီဂျပန်နိုင်ငံအတွက်အခုလိုအခြေအနေပြောင်းနေတော့တာဟာခေါင်းငွေကပေးတဲ့အခွင့်အလမ်းဖြစ်တယ်လို့ဂျပန်ခေါင်းဆောင်တွေကတင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ီးပွားရေးလိုအပ်ချက်ရှိနေတဲ့ဂျပန်နိုင်ငံဟာကိုရီးယားစစ်ပွဲကြောင့်ကွန်ပျူတာအမြောက်အများထုတ်လုပ်နိုင်ခဲ့ပြီးတော့မှ American ဈေးကွက်အတွင်းမှာကွန်ပျူတာရောင်းချခွင့်ကိုပါရရှိခဲ့ပါတယ်။ကိုရီးယားစစ်ပွဲပြီးတော့တဲ့နောက်မှာလည်း American သမ္မတဒီအိုင်ဆန်ဟောင်ဝါကသူတို့ရဲ့ဈေးအတုံးဈေးတွေကိုဂျပန်နဲ့တောင်ကိုရီးယားအတွက်ဆက်လက်ရှာထားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကို American ကဘယ်တော့မှဆွန့်ခေါ်တော့မှာမဟုတ်ဘူးဆိုတဲ့သဘောထားကိုလည်းပြသရာရောက်တယ်လို့ကွန်မြူနီဝါဒကိုပြန်နှံ့စေဖို့နဲ့ ဂျပန်နိုင်ငံရဲ့စီးပွားရေးရှင်သန်စေဖို့ရည်ရွယ်ခဲ့ပါတယ်။ဂျပန်နိုင်ငံမှာဒီမိုကရေစီစနစ်ပုံမထွန်းကားအောင်ကြိုးပမ်းမှုတွေရှိခဲ့ပေမဲ့တချို့သောလူငယ်တွေနဲ့နိုင်ငံရဲ့သမားတွေကကွန်မြူနစ်ဝါဒဖက်ကိုပြောင်းလဲတော့ခဲ့ပါတယ်။ဂျပန်ကွန်မြူနစ်ပါတီကလူတွေရဲ့တွေးခေါ်ပုံဆိုင်ရာကိုပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်။အစိုးရကိုမကြိုက်တဲ့သူတွေအမေရိကန်ကိုမကြိုက်တဲ့သူတွေတာမကသူတို့ရဲ့ဘဝကိုကျင့်နှဲမှုမရတဲ့သူတွေအကုန်လုံးကွန်မြူနစ်ဝါဒဖက်ကိုပါဝင်ဖို့ဆွဲဆောင်ခဲ့ပါတယ်။ တမရာကြီးအိုင်ဆန်ဟောင်းဘောအစိုးရအဖွဲ့ကတော့ဂျပန်နိုင်ငံကိုအာဆမှာစီးပွားရေးခိုင်မာတဲ့နိုင်ငံတစ်ခုဖြစ်စေချင်ခဲ့ပါတယ်။သူရဲ့ယူမန်ချက်အောင်မြင်ဖို့ဂျပန်နိုင်ငံကိုတခြားနိုင်ငံတွေနဲ့ကုန်သွယ်မှုပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာအမေရိကန်နိုင်ငံဟာလွတ်လပ်တဲ့ကုန်သွယ်ရေးစနစ်ကိုနိုင်ငံသားရဲ့မူဝါဒရဲ့အဓိကယူမန်ချက်အဖြစ်သတ်မှတ်ခဲ့ပါတယ်။စစ်ပွဲတွေဖြစ်ပေါ်ရတဲ့အဓိကအကြောင်းရင်းကငွေကြေးကြောင်းဖြစ်ပြီးတော့မှအဲ့ဒီအရာကိုဖြစ်ရှင်းနိုင်မယ်ဆိုရင်အနာဂတ်စစ်ပွဲတွေတားဆီးနိုင်မယ်လို့အမေရိကန်ဘက်ကယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေအကုန်လုံးတနိုင်ငံနဲ့တနိုင်ငံလွယ်လွယ်စွာကုန်သွယ်မှုတွေပြုလုပ်ကြပါဆိုပြီးတော့မှတိုက်တွန်းခဲ့ပါတယ်။အမေရိကန်ကပြောတဲ့ဒီလွယ်လွယ်သောကုန်သွယ်ရေးဆိုတဲ့နေရာမှာစီမံတချို့တော့ပါဝင်နေပါတယ်။အမေရိကန်ကကွန်မြူနီနိုင်ငံတွေနဲ့သူ့ရဲ့မဟာမိတ်တွေကုန်သွယ်မှုပြုလုပ်မှာကိုမလိုလားပါဘူး။ဆိုဗီယက်ယူနီယံအရှေ့ဥရောပမြောက်ကိုရီးယားနဲ့တရုတ်နိုင်ငံတွေကိုကုန်သွယ်မှုမပြုလုပ်ရဘူးလို့တာမြေရှက်ရှာမဲ့လာပါတယ်။ကိုရီးယားစစ်ပွဲကာလအတွင်းမှာဆိုရင်အမေရိကန်က ရုံးနိုင်ငံအတွက်ဒီကွန်ပျူစီတရှို့ရောက်ချတာကိုတားမြစ်ခဲ့ပါတယ်။ဥရောပနိုင်ငံအများစုနဲ့ဂျပန်တို့ကအမေရိကန်ရဲ့တားမြစ်စစ်ကိုသဘောမချပြီမဲ့အမေရိကန်ဘက်ကသူ့ရဲ့မဟာမိတ်တွေလက်ခံလာအောင်အပေးအယူနီလန်နဲ့စီယုံနိုင်ခဲ့ပါတယ်။ကွန်မြူနစ်နိုင်ငံတွေနဲ့ကုန်သွယ်မှုမပြုတ်လို့ဘူးဆိုရင်ဥရောပနဲ့ဂျပန်နိုင်ငံတို့ရဲ့ကွန်ပျူစီတွေအပေါ်မှာအကောက်ခွန်ကောက်ခံမဲ့စီမင်းကိုလျှေးလျူရှုပေးမယ်လို့အမေရိကန်ဘက်ကသဘောတူညီခဲ့ပါတယ်။အဲ့ဒီလိုအမေရိကန်ဘက်ကတောင်းဆိုမှုဟာလွတ်လပ်သောကုန်သွယ်မှုပြုလုပ်နေတဲ့အချိန်မှာတော့ ကြီးမားတဲ့တောင်းဆိုမှုတခုလို့သတ်မှတ်ရမှာပါအဲ့ဒီသဘောတူညီချက်ဟာဒီကနေ့ခေတ်အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကြားမှာအတိုင်းအတာတခုအထူးရှိနေစေဖြစ်ပါတယ်ဒါကြောင့်အမေရိကန်ကဂျပန်နဲ့ဥရောပကွန်ပစ္စည်းတွေကိုအကောက်ခွန်အနေဆုံးတာမှမဟုတ်အကောက်ခွန်ကင်လောခွင့်ပေးခဲ့ပါတယ်ဒါပေမဲ့လည်းဥရောပနဲ့ဂျပန်နိုင်ငံတို့ကသူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးကိုကာကွယ်ဖို့အတွက်အမေရိကန်ကွန်ပျူတာအပေါ်မှာအခွန်ကောက်ခံခွင့်ရှိပါတယ်။ဥရောပသမဂ္ဂ EU ဟာလွတ်လပ်တဲ့ကုန်သွယ်ရေးစုံမဟုတ်ပဲ အကောက်ခွန်သမဂ္ဂတခုဖြစ်ပါတယ်။ဒါကြောင့် EU အနေနဲ့ American ကုန်ပစ္စည်းတွေအပေါ်မှာအကောက်ခွန်ကောက်ခံမှာဖြစ်ပြီးတော့မှ American ဘက်ကတော့ဥရောပရဲ့ကုန်ပစ္စည်းတွေအပေါ်မှာအကောက်ခွန်အနေဆုံးတာမှမဟုတ်ကင်လောခွင့်ပေးခဲ့ပါတယ်။ဒီကနေ့ဂျပန်နိုင်ငံကိုတော့ကြည့်မယ်ဆိုရင် Coca-Cola, McDonald's, ပြီးရင်ဒီ Starbucks နဲ့ KFC လိုမျိုးအစားအသောက်တချို့ကလွေလို့တခြားနိုင်ငံထုတ်ကုန်ပစ္စည်းတွေအများကြီးမတွေ့ရပါဘူး။ American နိုင်ငံထုတ်ကားတွေ electronic ပစ္စည်းတွေလည်းဂျပန်မှာတိတ်မတွေ့ရပါဘူး။ American မှာရှိတဲ့စီးပွားရေးပညာရှင်တွေက အစိုးရရှာမှတ်တဲ့စီမီစီကန်တွေကိုသဘောမချခဲ့ပါဘူး။ဒါပေမဲ့လည်းအစိုးရရှာမှတ်တဲ့စီမင်းတွေဟာပိဆက်မှုအနည်းငယ်သာဖြစ်တယ်ဆိုပြီးတော့မှ Republican ရောဒီမိုကရက်တစ်နိုင်ငံရဲ့သမားတွေပါတညီတညွတ်တည်းယူဆခဲ့ကြပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့နောက်ပိုင်းမှာ American ကတရုတ်နဲ့ပြန်လည်ဆက်သွယ်မှုတွေကုန်သွယ်မှုတွေပြုလုပ်လာပါတယ်။ American ကကုန်သွယ်မှုပြုလုပ်နေပြီးတော့မှသူ့ရဲ့မဟာမိတ်တွေကတရုတ်နဲ့ကုန်သွယ်မှုမပြုလုပ်ရတော့ဘူးဆိုတာကတော့အငင်းပေါ်ပွေရာကိစ္စဖြစ်လာခဲ့ပါတယ်။ စေးတိုက်ပွဲအတွက်အမေရိကန်ရဲ့ဂျပန်အပေါ်မှာထောက်ပံ့ပေးမှုဟာစီးပွားရေးပြည်လေဥမောလာအောင်ကူညီပေးခဲ့ပေမဲ့လည်း1950ပြည့်နှစ်နှစ်နှောင်းပိုင်းကာလတွေမှာဂျပန်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကနှေးကွေးလာတယ်လို့ဂျပန်စီးပွားရေးပညာရှင်တချို့ကယူဆခဲ့ကြပါတယ်။ဒါပေမဲ့လည်းတချို့သောလူတွေရဲ့အမြင်မှာတော့ဂျပန်ရဲ့စီးပွားရေးဟာဆက်လက်တိုးတက်ဖို့ရှိနေတယ်လို့ယူဆတာမျိုးလည်းရှိခဲ့ကြပါတယ်။1950ခုနှစ်နှောင်းပိုင်းမှာဂျပန်စီးပွားရေးပညာရှင်တဦးဖြစ်တဲ့အိုဆာမူရှိမာမူရာက စီးပွားရေးတိုးတက်မှုရရှိရေးဆိုတဲ့စာအုပ်တို့ကိုရေးသားခဲ့ပါတယ်။ဂျပန်နိုင်ငံအနေနဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့အခါမှာပုဂ္ဂလိကကဏ္ဍကိုအစင်းမြင့်တင်ဖို့လိုအပ်ကြောင်းအဲ့ဒီစာအုပ်မှာရေးသားထားပါတယ်။ဂျပန်နိုင်ငံအနေနဲ့လုခနေတဲ့အလုသမားအင်အားနဲ့ထုတ်လုပ်ပြီးရရှိတဲ့ဒီဈေးပေါ်တဲ့တင်ဖို့ကုန်တွေအပေါ်မှာမိခိုမနေတင်တော့ပဲဈေးပိုကြည့်တဲ့ဒီ electronic ပစ္စည်းတွေနဲ့ motor ယာဉ်တွေကိုထုတ်လုပ်တင်ကြောင်းအကြံပေးထားပါတယ်။အဲ့ဒီလိုပြုလုပ်ဖို့အတွက် စက်ရုံတွေမှာရင်းနှီးမြှုပ်နှံမှုနဲ့ကုန်ပစ္စည်းတွေရဲ့အကြီးအသေးကိုမြင့်တင်ခြင်းပြုလုပ်ဖို့လိုအပ်မှာဖြစ်ပြီးတော့မှအရင်တော့ကဂျပန်ပစ္စည်းဆိုတာဈေးပေါ်ပြီးတော့မှအကြီးအသေးနှိမ့်တယ်ဆိုတဲ့အမြင်ကိုပြောင်းလဲပြစ်နိုင်မှာဖြစ်တယ်လို့ရေးသားခဲ့ပါတယ်။သူရဲ့အကြံပေးချက်တွေကိုဒီ Haya to Ikeda ကထောက်ခံခဲ့ပါတယ်။ Ikeda ဟာဒီ Yoshida အစိုးရလက်ထက်မှာဗန်ဒါယဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့မှ1948ခုနှစ်မှာ Hiroshima မြို့ကိုစားပြုလွှတ်တော်အမတ်ဖြစ်လာခဲ့သူတစ်ယောက်ပါ။သူကလက်တွေ့ကြပြီးတော့မှ တည်ငြိမ်တဲ့ပုံကိုဖြစ်တယ်လို့လူအများကယုံကြည်ကြပါတယ်။ဒါကြောင့်နိုင်ငံတကာကုန်သွယ်ရေးနဲ့စက်မှုဝင်ကြီးဌာနအပါအဝင်ဒီအစိုးရအဖွဲ့ရဲ့အရေးကြီးတဲ့ရာထူးတွေကိုရယူနိုင်ခဲ့ပါတယ်။1960စီမှာဒီအမ်ပိုသဘောတူညီချက်ကိုဆန်းကျင်တဲ့ကံခွဲမှုတွေကြောင့်နိုဘိုဆူကီကီရှိနှုတ်ထွက်ပြီးတဲ့နောက်အီဂီဒါကဒီ Liberal Democratic Party ကောင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာဝင်ကြီးချုပ်တာဝန်ကိုယူခဲ့ပါတယ်။အီဂီဒါဝင်ကြီးချုပ်ဖြစ်တဲ့အခါမှာဒီရှီမာမူရာရဲ့အကြံဉာဏ်တွေကိုအရှိခင်ပြီးတော့မှဝင်ငွေနှစ်ဆတိုးစီမံကိန်းကိုမိတ်ဆက်ခဲ့ပါတယ်။ စီမံကိန်းရဲ့ရည်ရွယ်ချက်ကစီးပွားရေးလုပ်ငန်းတွေကိုပုံမအားပေးပြီးတော့မှစီးပွားရေးရဲ့အရွယ်အစားကြီးထွားလာစေဖို့ ਨੇ အရုပ်သမားတူချင်းရဲ့ဝင်ငွေနှစ်စားတိုးလာစေဖို့ဖြစ်ပါတယ်။သူရဲ့စီမံကိန်းအကောင့်တွေပေါ်ဖို့အတွက်အတွန်းနှုန်းတွေကိုရှော့ရှားပေးဖို့ဂျပန်ဘိုဘန်ကိုတောက်ဆုံခဲ့ပါတယ်။အဲ့ဒီလိုလှုံ့ဆော်လိုက်တဲ့အတွက်ကုမ္ပဏီတွေဟာနည်းပညာကဏ္ဍအသစ်တွေမှာဇင်းနီမြုံနေနိုင်ပြီးတော့မှကုန်ပစ္စည်းတွေရဲ့အရည်အသွေးကိုမြှင့်တင်နိုင်ခဲ့ပါတယ်။အီဂီဒါအစိုးရအဖွဲ့ဟာလမ်းမကြီးတွေအမြန်ရထားတွေမြေအောက်ရထားတွေ ပြီးဒီလေစိတ်တွေပြီးစိတ်ကန်းတွေဆေးတွေဆက်တွေရစနစ်တွေပေါ့နော်ဒီစားတဲ့အခြေခံအဆောင်အုံတွေတည်ဆောက်ရမှာငွေကြေးအများအပြားတုံ့ဆေးခဲ့ပါတယ်1960ခုနှစ်တွေမှာဂျပန်ထုတ်ကုန်တွေကကမ္ဘာတဝန်းရောက်အောင်မြင့်တက်လာတာနဲ့အမျှဂျပန်နိုင်ငံရဲ့စီးပွားရေးကလည်းတဟုန်ထုတ်တိုးတက်လာခဲ့ပါတယ်ကမ္ဘာမှာရှိတဲ့လူတွေဟာအရင်တုန်းကထင်ကြတယ်လို့ဂျပန်ပစ္စည်းကအကြီးအသေးနေတဲ့ပစ္စည်းတွေမဟုတ်တော့ဘူးလို့အသိမြင်လာကြပါတယ်ဂျပန်နိုင်ငံရဲ့ပစ္စည်းတွေဟာအကြီးအသေးမြင့်တက်ခဲ့တဲ့အတွက်အသေးစိတ်ကယူဆိုင်ခဲ့တဲ့အပေါ်မှာရှီမောလာခဲ့ကြပါတယ် ီလိုပြောင်းလဲမှုတွေဟာလူကြိုက်များတယ်ဆိုပေမဲ့သဘောမကျတဲ့သူတွေလည်းရှိပါတယ်။ IKEA ကစီးပွားရေးလုပ်ငန်းတွေကိုပိုမိုရှင်ပြန်နိုင်ဖို့အတွက်ဂျပန်နိုင်ငံရဲ့စီးပွားရေးကိုတကားဖွင့်ဝါဒအသွင်ပြုဖို့လှုပ်ဆောင်လာခဲ့ပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်အခွန်နှုန်းတွေနဲ့အခြားသောကန့်သတ်ချက်တွေကိုရှင်းရှားပေးခဲ့ပေမဲ့လုပ်ငန်းတချို့ကအဲ့ဒီအချက်ကိုသဘောမကျကြပါဘူး။အဲ့ဒီစီမံကိန်းဟာဒုတိယတစ်ကြိမ်အနောက်ရောက်တင်ပေါ်တွေဂျပန်ပြည်တွင်းကိုဝင်ရောက်စေတဲ့ဖြစ်ရဲလို့တချို့သောသူတွေကဝေဖန်ကြပါတယ်။ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော်က ကွမ်မန်ဒိုပေရီရဲ့ဒီသင်္ဘောတွေဂျပန်ပြည်ကိုဝင်ရောက်လာခဲ့တာကိုညှိနှောင်းတာဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့အလင်းရင်အမြင်တိုးတက်မှုကိုအမေရိကန်နဲ့တခြားနိုင်ငံတွေကသဘောမကျတာမျိုးတွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒီ1980ပြည့်နှစ်အစောပိုင်းကာလတွေမှာဂျပန်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအရှိန်ရွာချတော့ခဲ့ပါတယ်။အဲ့ဒီကာလမှာဈေးနှုန်းတွေမြင့်တက်လာတဲ့အပြင်ဒီလူပေါင်းများစွာအလုပ်အကိုင်ဆုံးရှုံးခဲ့တာတွေလည်းရှိပါတယ်။1983ခုနှစ်ရင်းနဲ့အကျက်အတီးကာလအတွင်းအရှိန်အနေတွေပုံမှုဆိုးရွားလာခဲ့ပါတယ်။ဂျပန်နိုင်ငံမှာရင်းနဲ့မထုတ်လုပ်နိုင်တဲ့အတွက် ီအရှိလေးပိုင်းဒေသကနေရင်းနှင်ကိုဝေယူရတဲ့အတွက်ထိခိုက်မှုတွေပုံမှုများပြားလာခဲ့ပါတယ်။ရင်းနှင်စေးတွေရုတ်တရက်မြင့်တက်တော့တဲ့အတွက်ဂျပန်နိုင်ငံရဲ့စီးပွားရေးတိတိတတ်တာနှေးကွေးတော်ခဲ့ရပါတယ်။ဒါဂျပန်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအဆုံးသတ်ကာလဖြစ်တယ်လို့လူတချို့ကပြောကြပါတယ်။အဲ့ဒီကာလမှာကုန်ထုံးလုံးမှု20ရာခိုင်နှုန်းအထိကျဆင်းတော့ခဲ့ပြီးတော့မှဈေးနှုန်းတွေအစားမတင်လဲမြင့်တက်လာခဲ့တာပါ။အဲ့ဒီနောက်ဒီဂျပန်နိုင်ငံက1988နဲ့1989ခုနှစ်တွေမှာလေရင်းနဲ့အကြက်အတီထက်မှန်ကြုံတွေ့ခဲ့ရပါမိမယ်။ 1980ပြည်လွန်နှစ်တွေအဆုံးမှာတော့အလက်ထရောနစ်နဲ့ကာထုတ်လုပ်မှုကိုပုံမအယုံဆိုင်တဲ့စီးပွားရေးပုံစံကိုပြောင်းလဲနိုင်ခဲ့ပါတယ်1980ပြည်လွန်နှစ်ကာလတွေမှာလောင်စာကုန်ကြားမှုတက်တာတဲ့ကားတွေကိုအမေရိကန်နဲ့ဥရောပကလူတွေပုံမဝေယူလာတဲ့အတွက်ဂျပန်ရဲ့တင်ပို့ကုန်တွေ ပြင်လဲတိုးမြင့်လာခဲ့ပါတယ် CD နဲ့ဒီဗီဒီယိုတိတ်ခွေအစားရှိတဲ့မီဒီယာပစ္စည်းအသစ်တွေပေါ်ထွန်းလာတဲ့အခါမှာဂျပန်နိုင်ငံထုတ်အလက်ထရောနစ်ပစ္စည်းတွေရေပန်းစားလာခဲ့ပါတယ် ဒီအချက်တွေဟာဂျပန်အတွက်ဒုတိယမြောက်စီးပွားရေးတိုးတက်မှုလိုင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့လည်းအမေရိကန်နိုင်ငံရဲ့ဖိအားတချို့ကြောင့်တိုးတက်မှုကအထင်သလောက်မရှိခဲ့ပါဘူး။အမေရိကန်အနေနဲ့ဂျပန်ပစ္စည်းတွေကိုသာဝေယူနေရပြီးတော့မှအမေရိကန်ပစ္စည်းတွေဂျပန်ကိုမရောက်ရတဲ့အတွက်နိမ့်နာဆုံးရှုံးမှုတွေဖြစ်နေတယ်ဆိုပြီးတော့မှသမ္မတရီကန်အစိုးရအဖွဲ့ကအမေရိကန်ပစ္စည်းတွေကိုတင်သွင်းခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။အမေရိကန်ပစ္စည်းတွေကိုဝေယူနိုင်ဖို့အတွက်ကဂျပန်ပြည်သူတွေမှာငွေကြေးအလုံးလောက်ရှိဖို့လိုအပ်ပါတယ်။ ဂျပန်ဘိုဟိုဘန်ကအတိုးနှုန်းတွေရှော့ပေါ်ပေးလိုက်ပြီးတဲ့နောက်မှာဒီပြည်တွင်းပြည်ပကွန်ပျူတာတွေအတွက်ပုံမိုတုံဆွေးလာနိုင်ဆုံးရှိပါတယ်။အဲ့ဒါပြင်ဒီ store ဈေးကွက်ဆိုင်ရာစီမီစီကန်အစ်တွေကြောင့်ကုမ္ပဏီတွေအနေနဲ့ငွေရှာဖို့ပုံမိုတွေကူးလာခဲ့ပါတယ်။ဒီလိုအဆက်တွေကြောင့်ဒီကုမ္ပဏီတွေဟာဘန်တွေစီကနေငွေရှေးယူဖို့မလိုအပ်တော့ပါဘူး။ဒါကြောင့်ဒီဘန်တွေအနေနဲ့သူတို့ရဲ့အကျိုးအမြတ်အတွက်အင်ရှင်မြင်နဲ့ပတ်သက်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့သူတွေအပေါ်မှာငွေထုတ်ရှေးတာမျိုးတွေဆောင်ရွက်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာမြေယာဉ်စင်းနှုန်းတွေကမြန်မာလေးရှိခဲ့ပြီးတော့မှအတိုးနှုန်းတွေရှော့ရှားပြီးတဲ့နောက်မှာဒီမြေယာဉ်စင်းနှုန်းတွေကအဆမတန်မြင့်တက်တော့ခဲ့ပါတယ်။တခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်ရမယ့်နေရာမရှိတော့ဘဲအင်ချမီဈေးကွက်အပေါ်မှာလာလူတွေအများစုကဒီစုပြုံပြီးတော့မှပေါ့ဒီရင်းနှီးမြှုပ်နှံလာတဲ့အတွက်အလွန်အမင်းဈေးတက်တော့ရတာဖြစ်ပါတယ်။အဲဒီလိုအချိန်မှာတကယ်ရှမ်းသာတဲ့ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေကတခြားနိုင်ငံတွေမှာရှိတဲ့အင်အကြီးကြီးတွေခောက်ကွင်းတွေလုပ်ငန်းတွေမြေယာတွေစားတာတွေကိုဝေယူလာကြပါတယ်။ ဲ့ဒီဆက်ကအမေရိကန်နဲ့တခြားနိုင်ငံမှာရှိတဲ့သူတွေအတွက်စိုးရင်စရာဖြစ်လာပါတယ်ဒီလိုသာဆက်သွောနေမယ်ဆိုရင်ဂျပန်ရဲ့စီးပွားရေးကအမေရိကန်ထက်ပိုမိုအကောက်လာနိုင်တယ်လို့တချို့သောသူတွေကထင်မြင်လာကြပါတယ်1980ပြည်တော်နှစ်တွေနှောင်းပိုင်းနေသည့်1980ပြည်တော်နှစ်တွေအတွင်းမှာဂျပန်စီးပွားရေးတိုးတက်မှုအကြောင်းကိုလူအများစုဆွေးနွေးလာခဲ့ကြပါတယ်ဒါပေမဲ့ဂျပန်နိုင်ငံရဲ့ဒုတိယအကြိမ်စီးပွားရေးတိုးတက်မှုလိုင်းဟာဘူပေါင်းတစ်ခုလိုဖြစ်ခဲ့ပြီးတော့မှတာရှည်မတိမိခဲ့ပါဘူးဂျပန်နိုင်ငံမှာရှိတဲ့သူတွေကငွေကြေးတန်းနိုင်ရတယ်ဆိုပေမဲ့ အမေရိကန်ကုန်ပစ္စည်းတွေကိုတိတိတတ်တာဝယ်ယူတာမျိုးမရှိလာခဲ့ပါဘူးဂျပန်လူမျိုးတွေအမေရိကန်ထုတ်ပစ္စည်းတွေကိုမဝယ်ရတဲ့အကြောင်းရင်းက၂ချက်ရှိပါတယ်အစိုးရရဲ့စီမင်းစီကဲတွေနဲ့ဂျပန်ရင်ကျေးမှုကြောင့်ဖြစ်ပါတယ်1960ပြည့်လွန်နှစ်တွေကစပြီးတော့မှဂျပန်ရဲ့စီးပွားရေးတိတိတတ်တာတိုးတက်လာခဲ့တဲ့ဆိုပေမဲ့အခြားနိုင်ငံတွေနဲ့ဆက်သွယ်မှုကတော့ကန့်သက်ထားဆဲဖြစ်ပါတယ်နိုင်ငံခြားသားတွေနဲ့တိုင်းတစ်ပါးကကုမ္ပဏီတွေဟာဂျပန်နိုင်ငံမှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုဝယ်ယူလို့မရအောင်ကန့်သက်ထားတဲ့စီမင်းစီကဲတွေလည်းရှိပါတယ် ဒါပြင်ဂျပန်နိုင်ငံကနိုင်ငံသားထုတ်ကုန်တွေအပေါ်မှာမြန်မာတဲ့အခွန်တွေကောက်ခံခဲ့တဲ့အတွက်ဇင်းနှုံးအင်မတန်မြန်မာနေခဲ့ပါတယ်။ဒါကြောင့်ဂျပန်လူမျိုးအများစုကနိုင်ငံသားထုတ်ကုန်တွေကိုမဝေနိုင်ကြပါဘူး။ငွေကြေးတက်တိုင်းတဲ့သူတွေကလည်းအမေရိကန်နိုင်ငံကနေသေယူလို့ခက်ခဲတဲ့ပစ္စည်းတွေကိုသာဝယ်ယူရရှိပါတယ်။ဒီအဆက်တွေအပြင်ယဉ်ကျေးမှုဆိုင်ရာအကြောင်းရင်းတွေလည်းရှိနေပါသေးတယ်။ဒုတိယကမ္ဘာစစ်မတိုင်မီကဂျပန်နိုင်ငံရဲ့စီးပွားရေးဟာတခြားနိုင်ငံတွေရဲ့ကုန်ကျန်းပစ္စည်းတွေတင်သွင်းခြင်းနဲ့ အခြားနိုင်ငံတွေစီကိုဈေးပေါ်တဲ့ကွန်ပျူတာတွေတင်ပို့ခြင်းအပေါ်မှာပြီးကိုနေခဲ့ရပါတယ်။အဲ့ဒီဖြစ်စဉ်ဟာစပီးကာလာမှာလည်းမပြောင်းလဲပဲကျန်ရှိနေပါတယ်။စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ကာလာအထွန်းမှာဂျပန်နိုင်ငံဟာဈေးပေါ်တဲ့ပစ္စည်းတွေအစားပေါ်တော့အကြီးအသေးမြင့်ဒီ electronic ပစ္စည်းတွေကိုထုတ်လုပ်ဖို့ပြုလုပ်ခဲ့ကြပြီမြဲ။တခြားနိုင်ငံတွေစီကကုန်ကျင်းကိုတော့ဝေယူနေရစေဖြစ်ပါတယ်။ဂျပန်လူမျိုးအများစုကငွေကြေးကိုစုဆောင်နေရှိပြီးတော့မှအလွန်အကျွံမတုံးဆွဲတဲ့ delay ရှိပါတယ်။ ဒါကြောင့်လည်းဒီဂျပန်ကုမ္ပဏီတွေအနေနဲ့ပြည်တွင်းမှာရှိတဲ့သူတို့လူမျိုးတွေစီကိုပြစ်စီရောက်ချမယ်ဆိုရင်အမြဲတည်ရဖို့မလိုပါဘူး။ဒါကြောင့်ကုမ္ပဏီတွေအနေနဲ့အစိုးရစီကိုရောက်ချတာဒါမှမဟုတ်တခြားနိုင်ငံတွေကိုတင်ပို့ရောက်ချတာတွေအပေါ်မှာအဓိကအမိခုတ်ခဲ့ရပါတယ်။1950နဲ့1980ပြည်လုံးနှစ်ကာလတွေမှာဂျပန်လူမျိုးတွေကငွေကြေးပုံကိုတုံဆွေးလာတယ်ဆိုပေမဲ့လုံလောက်မှုရှိတယ်လို့တော့ကျွန်တော်တို့ပြောလို့မရပါဘူး။ဂျပန်နိုင်ငံဟာတင်ပို့ကုန်တွေအပေါ်မှာမိခုတ်နေရစေဖြစ်ပြီးတော့မှတခြားနိုင်ငံတွေရဲ့စီးပွားရေးပြဿနာကြုံတွေ့ရတဲ့အချိန်မှာလည်း ဂျပန်နိုင်ငံရဲ့စီးပွားရေးထိခိုက်မှုဖြစ်ပေါ်ပါတယ်။ဂျပန်နိုင်ငံဟာအီလက်ထရောနစ်ပစ္စည်းတွေထုတ်လုပ်တဲ့အခါမှာရှင်ပြိုင်မှုတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ်။သူအဓိကပြိုင်ဆိုင်ရတဲ့နိုင်ငံတွေကဒီအာရှကြား၄ကောင် ဖြစ်တဲ့ဒီတောင်ကိုရီးယား၊ထိုင်ဝမ်၊စင်ကာပူနဲ့ဟောင်ကောင်ဖြစ်ပါတယ်။1990ပြည်လုံးနှစ်ရောက်တဲ့အခါမှာတရုတ်နိုင်ငံကဂျပန်နိုင်ငံရဲ့အဓိကပြိုင်ဖက်တစ်ဦးဖြစ်လာခဲ့ပါတယ်။ဂျပန်နိုင်ငံကစီးပွားရေးလုပ်ငန်းတွေကိုနိုင်ငံသားရှင်ပြိုင်မှုကနေကောက်ွယ်ပေးခဲ့ပြီးတော့မှကာလာတာရှိအောင်မြင်မှုရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအချိန်ကြာလာတာနဲ့အများ ဒီကောက်ကွေမှုနီးလန်းတွေရဲ့အကျိုးသက်ရောက်မှုလည်းလျော့နေလာခဲ့ပါတယ်။ခေတ်တိဂျပန်နိုင်ငံဟာဆိုရင်အစင်းမြင့်နည်းပညာနဲ့ရွရတလေဟောင်းတွေကိုရောထွေးထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။သူတို့ရဲ့အစိုးရစနစ်ဟာအင်မတန်ရှုပ်ထွေးပြီးတော့မှပါမယ်ကိစ္စရက်တွေအတွက်တော့မှစာရွက်စာတမ်းတွေဖြည့်ဆွဲဖို့အများကြီးလိုအပ်ပါတယ်။အနောက်နိုင်ငံတွေမှာအဲ့ဒီလိုမျိုးကန့်သက်ချက်တွေအနည်းငယ်သာရှိပေမဲ့ဂျပန်နိုင်ငံသားတယောက်အနေနဲ့များပြားလှတဲ့စီမီစီကန်တွေကိုလိုင်းနာဆောင်ရွက်ရပါတယ်။ဒီကနေ့ခေတ်အထိဖက်စာပို့စနစ်ကိုအသုံးပြုနေစေဖြစ်ပြီးတော့မှ အရေးကြီးတဲ့အစည်းအဝေးတွေဆိုရင်မျက်နှာရှင်းဆိုင်ဆွေးနွေးတိုင်ပင်ဖို့လိုအပ်ပါတယ်ဂျပန်အများစုကစွန်စားလုတ်ကင်ရတာနဲ့အိုင်ဒီယာအစ်တစ်တွေကိုစံသက်ဖို့တွန်းဆကြပါတယ်နောက်ပြီးတော့မှ electronic ပစ္စည်းတွေထုတ်လုပ်နိုင်တယ်ဆိုပေမဲ့ software ထုတ်လုပ်နိုင်ဆုံးကတော့အခြားနိုင်ငံတွေကိုမရှင်းနိုင်သေးပါဘူးဒီကနေ့ကဘာမှထိတွေ့လို့မရတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလူတော်တော်များများလက်ခံနေကြပေမဲ့ဂျပန်မှာတော့ blue ray disc တွေပြည်ပြီးစက်ကူမဂ္ဂဇင်းတွေ CD တွေကိုတုံဆွေးနေကြစေဖြစ်ပါတယ်သူတို့ကအတိတ်သောနိပညာတွေကိုရုပ်တရက်ပြောင်းလဲတာမျိုးပြုလုပ်လို့မရှိတဲ့လူမျိုးဖြစ်ပါတယ် စီမင်းစည်းကမ်းတွေများတဲ့ဂျပန်နိုင်ငံရဲ့ပညာရှိနဲ့လုပ်ငန်းခွင်တွေဟာလူတွေအတွက်စိတ်ဖိစီးမှုအများကြီးဖြစ်ပေါ်စေတဲ့အတွက်စိတ်ပိုင်းရောရုပ်ပိုင်းမှာထိခိုက်မှုတွေဖြစ်လာစေပါတယ်။တချို့သောသူတွေဟာဒီလိုမျိုးစီမင်းစည်းကမ်းတွေကိုမလိုက်လာနိုင်တော့တဲ့အတွက်လူမှုအတန်းဝိုင်းကနေဖေရှောင်သောသူတွေလည်းရှိပါတယ်။အတိတ်ကာလဖြစ်တဲ့1990ပြည့်နှစ်အစောပိုင်းကာလမှာတော့ဂျပန်ရဲ့စီးပွားရေးပူပေါင်းဟာပေါက်ကွဲတော်ပြီးတော့မှအဓိကကာလအတော်အတွင်းမှာဆိုဗီယက်ယူနီယံပြိုကွဲမှုတွေဖြစ်ပေါ်ခဲ့တာကိုတွေ့ရပါတယ်။ အမေရိကန်ကကွန်မြူနစ်စနစ်ကိုဆန်းကျင်မဲ့စီးပွားရေးစနစ်တခုကိုဖန်တီးကျင်ခဲ့ပြီးတော့မှဂျပန်နိုင်ငံကဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ဂျပန်ကိုတိုးတက်စေတဲ့အဲ့ဒီမူဝါဒတွေကစီးရေးတိုက်ပွဲအပြီးမှာဂျပန်ရဲ့စီးပွားရေးကိုနှေးကွေးသောစေရတဲ့အကြောင်းရင်းလည်းဖြစ်ခဲ့ပါတယ်။ဒီလိုစီးပွားရေးနှောင့်နှေးသွားတဲ့အကြောင်းရင်းကတခြားနိုင်ငံတွေရဲ့ဖိအားတွေပါဝင်နေတယ်လို့ဂျပန်ရဲ့အရှိယိုဆွေအယူဝါဒတွေကလည်းအဓိကပါဝင်ပတ်သက်နေပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာ။ဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတွေဘ ഹു ဒုရတွေအများကြီးရရှိတော်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ နောက်နေ့ဒီမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးနေဦးမှာမို့ဆောင်ရွက်ကြည့်ရှုကြပါအောင်ခင်ဗျဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာ share ရေးပေးတော့ခင်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်တစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ